မန္တလေးမြို့ကငလင်တန်းသိမ့်ပြည်သူတို့ဟာအခုရပိုင်းတွင်မိုးရွာသွန်းမှုတွေကြောင့်ယာယီတဲတွေမှာနေထိုင်နေကြရကနေနေရင်တိုက်ခန်းတွေမှာပြန်လည်နေထိုင်နေကြရတယ်လို့သိရပါဗျ။ လေပင်တွေတိုက်ခတ်ပြီးမိုးရွာသွန်းတဲ့အခါယာယီတဲတွေမှာနေထိုင်နေကြသူတွေအခက်အခဲများစွာရှိတဲ့အတွက်တချို့နေအိမ်တွေဟာနေထိုင်လို့မသင့်ပေမဲ့လေပြန်လည်ဝင်ရောက်နေထိုင်ကြရတယ်လို့မန္တလေးမြို့ကအမျိုးသမီးတူကဆိုပါတယ်။ဟိုကလေယာယီတဲတတော်များများအဲဒီဖုန်းကြောင်းတွေမှာတဲထိုးနေကြတာပေါ့နော်။အဲ့ဒါကြောင့်လည်းကိုကမိုးရွာတဲ့လေတိုက်တယ်လေဆိုတဲ့အခါကျတော့ ်တက်စရာတော့တော်တော်များများတော့အဆင်မပြေကြပါဘူးအဆင်မပြေကြဘူးဒီဆိုတာလည်းအဲ့လိုပဲသူတိုက်ကအแทရဲနေကြိုးလို့အဲ့လိုမျိုးလာနေတယ်လာနေပေမဲ့တအားကြီးမိုးပြီးအောင်မလိုက်မှမန္တလေးကမိုးကြောက်တယ်လေမိုးကြောက်တော့မိုးလေးနည်းနည်းအဲ့လိုကြာတော့သူကအဲ့မိုးကြောက်မခံနိုင်တဲ့ခါကျတော့ဒီဆိုတာလည်းဘာပဲဖြစ်ဖြစ်ဆိုမျက်စိတောင်းမဲ့ပြီးတိုက်ပေါ်ပြန်တက်ကြအဲ့ပြန်တက်နေကြတယ် တခုကတော့လေအဲ့ဒီဟိုပါပေါ့အခုနောက်ပိုင်းတော့အဲ့ဒီမနေ့ကတနေ့ကပေါ့ UN ကတော့သူကလေအဖွဲ့အစည်းကနေပြီးတော့ဟိုပါလေးမိုးပါတို့အဲ့လိုပေါ့လိုအပ်တဲ့ဟာလေးတွေတော့ထပ်လာပေးပါတယ်အဲအဲ့ကြတော့ဘာလို့ပြောအချင်းတွေဟိုပါလေးကလည်းအခုကနှစ်လူချင်းနဲ့တော့လဲဆိုတော့အရင်ကတော့သူတို့ကတော့မဟုတ်တော့လဲလဲလေးတော့ရှိတာပေါ့ဟုတ်ဟုတ်ဧပြီ30ရက်ညပိုင်းကစလို့မေလ3ရက်နေ့ထိမန္တလေးမြို့မှာမိုးသည်ထန်စွာရာသွန်းခဲ့တာကြောင့်ယာယီတဲထုနေထိုင်ကြရတဲ့နေရာတွေကိုရေတွေဝင်ရောက်တာမျိုးဖြစ်ခဲ့ပါတယ်။ ငလင်တန်တင်ခဲ့ရတဲ့ဒေသခံအများစုဟာထိခိုက်ပျက်စီးမှုမရှိတဲ့ဆွေမျိုးတွေအိမ်စာတင်ကျောင်းဘောလုံးကွင်းဖုန်ကြီးကျောင်းဝင်းနဲ့ကွင်းပြင်ကျဲလိုနေရာတွေမှာယာယီရက်ဖြင့်တဲတွေထိုးပြီးနေကြရတာပါ။ညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေတဲ့သူတူကတော့အခုလိုပြောပါတယ်။အဲဘိုးရွာတဲ့ချိန်မှာတော့ယာယီတဲနဲ့နေရတာဆိုတော့၃ဆန်တိုင်းပေါ့။ဒီဟုတ်က မိုးမိုးနေနေပြန်ရလို့မိုးမလုံးတာလေတက်ရှိပါနေရွတ်တာပါတော့တက်ကံလည်းမအလိုရှိတာမဲ့တန်တော်ဝင်နေရတော့ဒါဟိုဒီငရေနေပြီးတော့မိုးကလည်းကြပြီးတော့အဲ့ကဲကျူပြီးတော့ဖြစ်လာနေတဲ့ဟာကျူပြီးတော့ဒါကြီးတော့တော့ပဲရောက်တယ်ဆိုမှဒါကြီးတော့ဖြစ်တော့ပါလေအဲ့လိုမျိုးပေါ့ဟိုကျတော့ခက်ခဲစီလာတော့ဒီကတော့ဟိုပေါ့နော်ဇာဝေးလုပ်ငန်းတွေကပြီးဆုံးသွားပြီပြီးဆုံးသွားပြီလို့ပြောမှတော့တချို့နေရာတော့မကျန်တော့မှအဲ့ဒါလည်းပုံမှန်တိုင်းလည်းလင်ပတ်နေတော့ ိုသိပြီးတော့ခက်ခဲရောမရှိဘူးကဒီဖြက်စီရှင်းနေရတဲ့မိုးချလာတဲ့အတွက်တော့ဒါအဲ့ဟိုအိမ်ကြီးဖြက်နေလို့တော့မသိဘူးကျွန်တော်တို့ကဒီဟိုသာရိကဆောင်ပါနော်ဒါဟိုပေဒီပထိုးရပါရောတဲ့ရှင်းနေလို့ဝေးလာရှိရောဒီကတော့မိုးရောတော့ဟိုရှူထားရတဲ့ရည်နေတဲ့ဟိုတော့အဲ့လိုဟိုရှင်းနေလို့လည်းတော့မဲခက်ရိုးရှိရောလည်းအမြင်ဖြစ်တာပါညာတော့မရှိဘူး လက်တလုံးမှာတော့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတချို့ကလည်းမိုးတံကာကွယ်နိုင်ဖို့အမိုးကာတွေလာရောက်လှူဒန်းတာတွေရှိတယ်လို့ဒေသခံတွေထပ်မသိရပါဗျ။ငလီနဲ့တင့်ခဲ့တဲ့မန္တလေးတိုင်းစကိုင်းတိုင်းအပါဝင်တိုင်းနယ်ပြည်နယ်အများစုမှာမေလ၁ရက်ကနေ၄ရက်နေ့ထိအရှိတ်ဘက်နဲ့အနောက်ဘက်ကရွေရှားလာတဲ့လေပွေလိုင်းတွေရဲ့အချိန်နဲ့တရုတ်ပြည်မကြီးဘက်ကဆင်းလာတဲ့လေနှူးတွေထိတွေ့မှုကြောင့်အချိန်ကမှုမိုးတွေရွာနိုင်တယ်လို့စစ်ကောင်စီလက်အောက်ခံမိုးစလာကထုတ်ပြန်ထားပါတယ်။